ဂျပန်မှာဘယ်လိုလက်ထပ်ရမလဲဒီနေ့ကတော့ကျွန်တော်ဂျပန်မှာလက်ထပ်ရင်ဘာတွေလိုအပ်လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်ပါတယ်ခင်ဗျာ အခုဗီဒီယိုလေးကတော့ဂျပန်မှာလက်ထပ်မဲ့သူတွေအတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ဖို့အတွက်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်ချစ်သူရှိတဲ့သူတွေအတွက်ကတော့လိုအပ်တာတွေပြင်ဆင်ပြီးတော့ရွက်ကွက်ယုံသွားပြီးတော့လက်ထပ်ဖို့သာအကြံပေးချင်ပါတယ်ခင်ဗျာ အကယ်လို့လက်ထပ်ဖို့မပြောနဲ့မူးလို့ရှူစရာရည်စားတော့မရှိလေအခုကြည့်နေတဲ့အပြိုကြီးလူပြိုကြီးတွေအတွက်ကတော့မရှိရှိတဲ့အခေါ်ဆာရယ်လေးကင်ပြီးတော့ဒါရွက်ွက်ရုံသွားဖို့ကိုအကြံပေးချင်ပါလိမ့်ခင်ဗျာအရင်ဆုံးကျွန်တော်တို့မြန်မာချင်းချင်းလက်ထပ်တယ်ဆိုလို့ရှိရင်ဂျပန်ရဲ့မြို့နယ်ရုံဖြစ်တဲ့ရှီယာခူရှော်မှာလက်ထပ်လို့ရပါတယ်ခင်ဗျာဒါပေမဲ့လက်ထပ်ဖို့အတွက်စာရဲစာတမ်းအနည်းငယ်လိုမှာပဲဖြစ်ပါတယ်အဓိကအနေနဲ့ခုနှစ်မျိုးလိုအပ်ပါတယ်ခင်ဗျာ ။နံပါတ်1အနေနဲ့ကတော့ passport လိုအပ်မှာပါ။ passport ဆိုတာကတော့ထွေထွေထူးထူးမဟုတ်ဘဲနဲ့လူတိုင်းမှာရှိပြီးသားလို့တော့ကျွန်တော်ထင်ပါတယ်ခင်ဗျာ။ဒါပေမဲ့ passport တက်တန်းကြံနေဖို့တော့လိုအပ်ပါတယ်ခင်ဗျာ။နံပါတ်2အနေနဲ့ကတော့ value card ပဲဖြစ်ပါလိမ့်။ဂျပန်မှာနေတဲ့သူတော်တော်များများကတော့ value card ဆိုတာဘာလဲသိပြီးသားလို့တော့ထင်ပါတယ်ခင်ဗျာ။ Value card ဆိုတာဂျပန်မှာနေထိုင်ခွင့်ကပ်ပြားကိုပြောတာပဲဖြစ်ပါလေ။အပြင်သွားရင်မဖြစ်မနေစောင့်ထားရတဲ့ကပ်ဖြစ်ပြီးတော့အကယ်လို့ရဲကစစ်လို့ကပ်မပါရင်တော့မှကိုယ့်ကိုဒဏ်ရိုက်တာတွေနဲ့ထောင်ချတာတွေအထိပါလုပ်နိုင်ပါလေ။ ဘာလို့လဲဆိုလို့ရှိရင်တော့အဲ့ဒီကတ်ကိုကြည့်မှသာဂျပန်မှာတရားဝင်နေတာမနေတာကိုဆုံးဖြတ်လို့ရလို့ပါအဲ့ဒါကြောင့်ဂျပန်မှာလက်ထက်ရင်အမျိုးသားရောအမျိုးသမီးရောဇိုင်းလူကတ်ကလည်းလိုအပ်ပါတယ်နံပါတ်3ကတော့မွေးစည်းရင်းပဲဖြစ်ပါတယ်မွေးစည်းရင်းကတော့မြန်မာနိုင်ငံကိုပဲပြန်တောင်းရမှာပဲဖြစ်ပြီးတော့အဲ့ဒီမွေးစည်းရင်းရဲ့ notary ဘာသာပြန်တာကိုလည်းလိုအပ်ပါတယ်ဒီမှာ notary ပြန်နေဆိုတာကမြန်မာစာကိုဂျပန်လိုပြန်ထားတာကိုပြောတာပဲဖြစ်ပါတယ်နံပါတ်4လူပြိုလူလွတ်ထောက်ခံစာ ကလည်းမြန်မာကရက်ကွက်ယုံကထောက်ခံစာလောင်းနဲ့ယူလို့ရပြီးတော့အခေလို့ကိုကမကျွမ်းကျင်ရင်ရှေ့နေနဲ့ငှားပြီးတော့အကုန်လုံးလိုလည်းရပါတယ်။အဲ့ဒီလူပြိုလူလွတ်ထောက်ခံစာလေးဟာလည်းဂျပန်လိုပြန်တဲ့ notary ဆိုင်ဟာလိုအပ်ပါတယ်။နံပါတ်5တကောင်စီရင်ဘာကတော့ထွေထွေထူးထူးပြောနေကြမလို့ပဲနဲ့လူတိုင်းမှရှိမယ်လို့တော့ထင်ပါတယ်ခင်ဗျာ။အဲ့ဒီစာရွက်ဟာလေဂျပန်ပြန် notary စာရွက်ဟာလိုအပ်ပါတယ်။နံပါတ်6ရှင်းကျူးဆူရှော့ရှင်းကျူးဆူရှော့လို့ခေါ်တဲ့တိစ္ဆာပြူစာရွက်ဟာလေဂျပန်မှာလက်ထပ်ရင်လိုအပ်ပါတယ်။ ဒီစာရွက်ကကျွန်တော်တို့အနေနဲ့ရှီဇိုကမြို့မှာဆိုလို့ရှိရင်တော့ဆူရုကကုယကုရှောလို့ခေါ်တဲ့ရှီဇိုကရွက်ကော်ရုံမှာထုတ်လို့ရပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုနံပါတ်9အနေနဲ့ကတော့အဓိကဖြစ်တဲ့ခွန်ရင်တူတိုးခဲလို့ခေါ်တဲ့လက်ထက်စာချုပ်ပဲဖြစ်ပါတယ်ဒါကိုလည်းအပေါ်ကဆူရုကကုယကုရှောမှာပဲလုံးလို့ရပြီးတော့အထဲကဂျပန်စာတွေကိုမဖြစ်နိုင်လေဆိုလို့ရှိရင်လည်းသူတို့ကိုအကူအညီတောင်းပြီးတော့ဖြစ်ခိုင်းလို့လည်းရပါတယ်ဒါပေမဲ့အတိတ်တည်းနှစ်ယောက်လေလူမာဖြစ်ပြီးတော့တငယ်ချင်းဖြစ်ဖြစ်ညီကိုဖြစ်ဖြစ်ရှိရင်မျက်မြင်တည်းအနေနဲ့ခေါ်သွားပြီးတော့လုပ်ယူလို့ရပါတယ်ခင်ဗျာ ဒီဒါလေးကတော့ဂျပန်မှာလက်ထပ်မဲ့လူတွေအတွက်လိုအပ်တဲ့စာရွက်စာတမ်းလေးတွေကိုပြပြပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာ။ကဲအဲ့ဒါကြောင့်ချစ်သူလေးရှိတဲ့လူတွေအတွက်ကတော့လိုအပ်တဲ့စာရွက်စာတမ်းလေးကိုပြင်ဆင်ပြီးတော့ရက်ွက်ရုံသွားပြီးတော့လက်ထပ်ကိုအကျံပေးကြပါလိမ့်ခင်ဗျာ။ချစ်သူမရှိတဲ့လူတွေအတွက်လည်းနောက်တစ်ချိန်မှာရလာနေတာကြောင့်ဗီဒီယိုလေးကို share လုပ်ပြီးတော့ save ထားဖို့အကျံပေးကြပါလိမ့်ခင်ဗျာ။ Okay ကျွန်တော်ခုဗီဒီယိုလေးက TikTok မှာရှိတဲ့ကိုစော်မင်းဆိုတဲ့ account နဲ့ယူပြီးတော့တင်ဆက်ပေးထားပေးဖြစ်ပါတယ်ခင်ဗျာ။ဟုတ်အဲ့ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုကိုစော်မင်းကိုလည်း credit ပေးပါလိမ့်ခင်ဗျာ။ Okay ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။အားလုံးပဲတတား။